Happy birthday ပါအမေစုဟိုရာအချုပ်နောင်ပါလေအမြန်ဆုံးအမေလုံးမြောက်ပါစေနော်ဟုတ်ပါတယ်အဲ့တော့ကြည်ကျမ်းမမနဲ့အာဆက်ဆက်ပြီးတော့အတက်ရှိပါစေလို့ဒီလိုဆုတောင်းပေးပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒီအမေလူထုကောင်းဆောင်အမေဒေါံဆန်းစုကြည်ယနေ့ကြောက်ရတဲ့အသက်80မွေးနေ့မှာစပြီးတော့အမြန်ဆုံးဒီစစ်မိတ်စာတွေရဲ့လက်အောက်ကနေချုံနောင်ခြင်းမှာလည်းအမြန်ဆုံးလွတ်ပါစေ အသက်လည်းအများကြီးရှင်နိုင်အောင်တရားထက်မကရှင်နိုင်အောင်လည်းနေရပြီးတော့ပြည်သူအကျိုးကိုလည်းရှေ့ဆောက်ပြီးတော့ဟိုတဲဖို့နိုင်ပါစေလို့ကျွန်တော်တို့ဆုတောင်းပေးပါတယ်ဒီနေ့အမေမွေးနေ့မှာကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ဆုတောင်းပေးပါတယ် Happy Birthday ပါငါတို့အမေเนาะကဲအားလားဆိုလို့ရှိရင်တို့အမေစုရဲ့အေးမွေးနေ့လေးကိုဝိုင်းပြီးတော့ဒါတို့ညီကိုမောင်နှမတွေဆုတောင်းပေးလိုက်ရအောင်เนาะ Happy Birthday to you Happy Birthday ကဲဒါကျွန်တော်တို့အမေးမွေးနေ့အတွက်ကျွန်တော်တို့ဒါကိတ်လေးခွဲပေးတာပါเนาะအဲခွဲပါဘူးဟုတ်ပါတယ်ဒါကျွန်တော်တို့အမေးတောင်ဆန်းစုကြည်တရှိကျမ်းပါပြီးတော့အချုံတော်မှလည်းအမြန်ဆုံးလွတ်မြောက်ပါစေလို့အမေးသားသမီးတွေဆုတောင်းပေးပါတယ်ဟိုဒီနေ့ကဟိုဟာလေးဟိုဟာလေးတက်လာတယ် ။ဘာလဲဆိုတော့ဟိုတနေ့ကကျွန်တော်တို့ဒီ CCTV မှတ်တမ်းလေး CCTV မှတ်တမ်းလေးတက်လာတာကြည့်ပြီးတော့ကျွန်တော်တို့စိတ်မကောင်းဖြစ်တယ်ပေါ့နော်။တရားရင်ဆိုင်နေတဲ့ပုံလေးအမေအရန်ပိန်သွားပါတယ်။ဒါမှပြန်လောက်မှာပါသူတော်ကောင်းကိုနှက်ကောင်းပါပါတော့နော်။သူတော်ကောင်းနှက်ကောင်းပါပါ။အဲ့ဒါခွန်ကြည့်မယ်။အင်း။ဘာလဲ။ဆိုတော့အမေသားကြီးဆိုတော့ဘာမှလား ားလုံးမင်္ဂလာပါတချို့ကပြောတယ်ကျွန်တော်တို့လင်မယားပေါ့နော်အဲမင်းတို့ကနိုင်ငံရေးမလောက်တော့လားတော်လိုင်းရေးမလောက်တော့လားဘာညာဆိုပြီးပြောလဲကျွန်တော်တို့ကဟိုပါပေါ့နော်လောက်ပါရဲ့အဲ့လောက်တဲ့ဆိုတော့လေကိုကကိုကိုဟိုကိုကကိုလောက်တဲ့အတွက်ကိုကကိုနောက်ွက်ရမှာကျွန်တော်တို့ဟိုပါပေါ့နော်ကျွန်တော်တို့ personal လေးနဲ့ကျွန်တော်တို့တေးချာလေးအနောက်ကနေပြီးတော့တိတ်တဆိတ် အလုံနေပါတယ်ဒီအလှူတွေပါတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ PDF ရဲဘော်လေးတွေတော်လိုင်းကြီးတို့အသက်ပေးနေတဲ့ရဲဘော်လေးတွေအတွက်လည်းကျွန်တော်တို့အမြဲတမ်းလှူဒါန်းမှုတွေပြုလုပ်နေပါတယ်ဒါတို့တော့ကျွန်တော်တို့မချပြပါဘောနော်မချပြတော့မသိတော့တချို့ကထင်ပါတယ်အဲ့လိုမျိုးပေါ့နော်ပြပလိုက်ပါဦးမိုးကြီးဟုတ်ပါတယ်ဒါမတို့လည်းမတို့တန်းနိုင်တဲ့လောက်လေးပေါ့နော်အဲရဲဘော်တွေဖက်နှက်ဆိုဖက်နှက်အဲ့လိုမျိုးလေးတွေလည်းမတို့နောက်ကနေပန်မိုးပေးနေပါတယ်ချမပြတော့ဘောနော်ချမပြတော့အဲ့ကြောင့်မလို့အမေဒီနှစ်ချက်ဆက်ပြရနေစပြီးတော့နောက်နှစ်ပေါင်းများစွာတက်ရှိကျမ်းပါပါသေးလို့မတို့ ဆက်ဆူတောင်းမိပါတယ်။ဟုတ်ပါတယ်ကျွန်တော်တို့လင်မယားဘယ်တော့မှယက်တီချက်လည်းမပြောင်းသလိုဘယ်တော့မှယင်းနေရခန်းစားချက်တွေခံယူချက်တွေလည်းပြောင်းမှာမဟုတ်ပါဘူး။ဒါကျွန်တော်တို့ကအမေသားသမီးတွေဖြစ်တဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ကတည်တဲ့ထီတော်စစ်အာဏာရှင်ကိုဒါဒါကျွန်တော်တို့စန့်ကျင်သွားမှာပဲ။ဒါကြောင့်မို့လို့ကျွန်တော်အိမ်ပြန်မရအိမ်ပြန်မရလည်းကိစ္စမရှိပါဘူး။သူများနိုင်ငံမှာနေရတယ်။ဒီနေ့ကျွန်တော်တို့နိုင်ငံကောင်းကောင်းမွန်မွန်အဆင်ပြေလာတဲ့နေကြလို့ရှိရင်တော့ကျွန်တော်တို့အမေအမေလွတ်လာတဲ့နေကြရင်တော့ကျွန်တော်တို့အမေသားသမီးတွေအတူတူမြန်မာပြည်မှာပြန်ဆောင်ကြမှာပဲခင်ဗျာနော်အားလုံးကျေးဇူးပါ